လိန်လျံလို့ငါလိန်လေတူပြုမှုနဲ့ပတ်သက်လို့ရဇသက်ကြီးပုံမှ468မှာဘယ်လိုပြဋ္ဌာန်းထားပါသလဲအားလုံးမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာလောကန်ကတရားလွတ်တော်ရှင်နေဦးစံမျိုးဖြစ်ပါတယ်ကျွန်တော်လောဘအနေနဲ့မြားပြည်သူတည်ထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးလျက်ရှိပါတယ်လိန်လျံလို့ငါလိန်လေတူပြုမှုနဲ့ပတ်သက်လို့ရဇသက်ကြီးပုံမှ468မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင် မိသူမဆိုလိန်လယံလို့ငါလိန်လယ်တုပြုတ်ထားသောစာတမ်းမှတ်သားကိုသုံးဆွဲစေရန်ကြံရွယ်ချက်ဖြင့်လိန်လယ်တုပြုတ်မှုကိုကျူးလွတ်လျက်ထိုသူကို9နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမယ်ပြင်ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်ဒီပုံမှာတော့ရဲရဲမပိုင်ပါဘူးအာမခံမပေးနိုင်ပါဘူးကြေးခွင့်လည်းမရှိပါဘူးဒါကြောင့်မို့လို့ရာဇဝတ်ကြီးပုံမှန်468ကိုဖောက်ပြက်ကျူးလွတ်မယ်ဆိုရင်တော့ထောင်ဒဏ်ချမှတ်ခြင်းခံရနိုင်တဲ့အပြင်ကိုငွေဒဏ်လည်းချမှတ်ခြင်းခံရနိုင်ပါတယ် ောက်တစ်ပတ်မှာလည်းသက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုခဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်